လေးလပိုင်း၃ရက်နေ့စွန်တတူကြနာကတိုက်ပြိုကြတဲ့တင်းကိုအတိတ်ပေးမယ်ရှင်ဒီတိုက်ရဲ့အမြင့်ကအထက်30ရှိတဲ့တိုက်ရဲ့နမည်ကစော်ထုံငေါ်လို့ခေါ်တဲ့စရင်စစ်ထုတ်ယုံလို့ဖို့တိဆောက်ထားတာဘန်ငွေတန်း2000ကျော်၃ပြီးတိဆောက်ထားတာတဲ့ရှင်ငလင်တန်ကြောင့်ပြီးခဲ့တဲ့20ရက်နေ့တုန်းကတိုက်ကြီးပြိုကြသွားတဲ့ပိမိခံရတဲ့သူတွေအများကြီးပဲအဲ့ဒီ20ရက်နှစ်ကလေးကကယ်ဆယ်ရေးတွေက ပိတ်မိနေတဲ့တူတွေကိုကယ်ဆယ်မှုလုပ်ခဲ့တယ်။မနေ့ကနေ့ရက်နေ့ညနေ7:00နာရီအချိန်မှာကယ်ဆယ်ရေးတွေကယ်ဆယ်မှုလုပ်နေတဲ့အချိန်တမီးကိုကယ်ပါအောင်ဆိုတဲ့အတန်ထွက်လာတဲ့ကယ်ဆယ်ရေးတွေကဘယ်တူတွေရှိလဲ။ကြားရလာလို့ပြန်အောင်မေးတော့တမီးကိုကယ်ပါအောင်ဆိုတဲ့အတန်ကထက်ထွက်လာတဲ့ကြည့်တော့ကယ်ပါအောင်လို့အမျိုးသားတယောက်ရဲ့အတန်လည်းထွက်လာတဲ့တဲ့ရှင်။ဒါပေမဲ့မင်းကလေးရဲ့အော်တန်နဲ့တယောက်တနေရာတဲ့ရှင်။ ိတ်မိနေတဲ့အထဲကနေအော်ထွက်လာကြတဲ့အတန်ကျဲလုံးစွာနဲ့ကြီးကြီးလင်းလင်းကြားရတဲ့တရှင်။နိုင်ရီပေါင်းတရာကြော်သွားပြီဆိုတော့အစပိုင်းကဲဆဲတွေကပိတ်မိနေတဲ့သူတွေအသက်မရှင်လောက်တော့ဘူးလို့ထင်ထားကြတယ်။ညလုံးကပိတ်မိတဲ့သူတွေအော်တန်ရှိသေးတော့ကဲဆဲတွေကမျောလင်းချက်ပြန်ရှိပြီးအပြုံးနဲ့နဲ့ပြန်ပေါ်လာကြတယ်တရှင်။ ပိတ်မိနေတာ92ရောက်ရှိသေးတဲ့ကြားတဲ့ပိတ်မိနေတဲ့ဥယျကအတိအကျပြောလို့လည်းမရသေးဘူးအစပိုင်းဆိုရင်100ကျော်300လောက်လဲကြားတဲ့အခုစီးရင်ထဲမှာရှိတာကတော့92ရောက်ကျန်နေတဲ့ရှင်ကဲဆဲတွေကကဲထုံမှုလုပ်တဲ့အချိန်တွေမှာ အခက်အခဲပေါင်းစုံနဲ့ကြုံတွေ့ကြရတဲ့မလွယ်ကူဘူးဒါကြောင့်အခုထိအကုန်လုံးမကယ်ထုတ်နိုင်သေးတော့မိတဲ့ထဲမှာဘယ်နှစ်ယောက်အတက်ရှင်ပြီးဘယ်နှစ်ယောက်ဆုံးသွားပြီဆိုတာလည်းမတိတည်ဘူးတရှင်မနေ့ကနေ့ရက်နေ့အထိပြိုကျတဲ့ထဲကလူဦးရေတင်းကတော့တိုက်ပြိုကျတော့66ယောက်ကပိတ်မိသွားတယ်ဒီ6ရက်အတွင်းမှာအလောင်းအဖြစ်15ဦးကယ်ထုတ်နိုင်ခဲ့ပြီ ၁၅ဦးမှမင်းကလေး9ဦးယောက်ျားလေး၈ဦး6ရက်အတွင်းမှာအသက်ရှင်လက်ကဲထုတ်နိုင်တာကစုစုပေါင်း9ဦးဒါကြောင့်ပိတ်မိတဲ့အထဲမှာ92ဦးကျန်နေတဲ့ရှင်92ဦးကအတိအကျလို့လည်းပြောလို့မရတည်ဘူးနော်ရှင်ဆုံးသွားတာရောကဲထုတ်နိုင်တာရောပိတ်မိတဲ့အထဲမှာရောထိုင်းလူမျိုးရောရှစ်ပြောင်းအလုံးသမားတွေလည်းပါတယ် ဲ့ဒီထဲမှာရွှေ့ပြောင်းမြန်မာအလုပ်သမားတွေလည်းအများကြီးပါတယ်ရှင်။တချို့ဆိုရင်အရန်ကန်ဆိုးတာတရှင်။အဲ့ဒီတိုက်မှာပထမဆုံးအလုပ်သွားလုပ်တဲ့နေ့ပဲရှိသေးတယ်။တိုက်ပြိုကြတဲ့ထဲမှာပါသွားပြီးဆုံးသွားတာလည်းရှိတယ်တရှင်။တချို့ဆိုရင်တမိတာစုထဲ၂ရောက်၃ရောက်ပါသွားတာလည်းရှိတယ်။ဖို့ခါကြတော့ကံအရန်ကောင်းတယ်လို့ပြောရမယ်ရှင်။ဒါသွားတက်လို့လွတ်လာတဲ့သူလည်းရှိတယ်လို့အဲ့ဒီနေ့မှာအလုတ်ခွိယူလို့လွတ်သွားတဲ့သူတွေလည်းရှိတယ်တရှင်။ တယောက်နဲ့တယောက်တောင်းဝန်ကြတဲ့အထက်ချင်းမတူတော့တချို့ကမယားဖြစ်သူကအပေါ်ထပ်မှာတောင်းဝန်ကြပြီးယောက်ျားဖြစ်သူက အောက်ထပ်တွေမှာတောင်းဝန်ကြတော့ယောက်ျားဖြစ်သူပဲလွတ်လာပြီးမယားဖြစ်သူကပိမိသွားတာလည်းရှိတယ်တရှင်ဘယ်လိုပဲဖြစ်အခုထိအတက်ရှင်နေတဲ့သူရှိတယ်ဆိုတာကတတင်းကောင်းပါရှင်ပြီးတော့ဒါကတေချာတယ်ပိမိနေတဲ့သူတွေအားလုံးကို အတက်ရှင်လက်ကဲထုတ်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ရှင်မြန်မာနိုင်ငံကပိတ်မိနေတဲ့တူဒံယာရတူအကူကြီးလိုအပ်သူတွေလည်းအ мян ဆုံးကဲထုတ်နိုင်အ мян ဆုံးတက်တာကြမှာလာပြီးအကူအငီမန်တမြအကုန်လုံးအ мян ရပါစေလို့ဆုတောင်းပေးပါတယ်ရှင်ဒီငလင်တန်ကြောင့်ဆုံးသွားသူတွေအားလုံးရဲ့မိတ္တဆွေနဲ့ထက်တူဝမ်းနေပါတယ်ရှင်ပြီးတော့ဆုံးသွားသူတွေကောင်းရပုံပွားရောက်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်